ရှမ်းပြည်နယ်တောင်ပိုင်းပို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်စောင်းပြောင်းကြီးရွာမှာတိုက်ပွဲတွေပြင်းထန်နေလို့ဒေသခံ3000ကျော်ဟာဘေးလွယာကိုထွက်ပြေးနေကြရပါတယ်။စောင်းပြောင်းရွာရဲ့အနောက်ဘက်ဖျားတောင်ကြီးမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပို့ပြည်သူစစ် PNO ပူးပေါင်းတပ်ဖွဲ့စခန်းကိုကင်းနီတော်လင်းပူးပေါင်းတပ်ဖွဲ့တွေကမေလ18ရက်နေ့မနက်9:00အချိန်မှာဝင်ရောက်တိုက်ခိုက်တာကနေတိုက်ပွဲစတင်ခဲ့တာလို့အသက်30ရွယ်စောင်းပြောင်းရွာခံအမျိုးသားတူကပြောပါတယ်။ 就可能那么那软啊，那一块像一头跟你请发配了不？比如你从表面闹片嘛，对不对？不要当然，啊不要当然傲娇嘛，不？从表面闹呀，对嘛不？你在去单面，你说不？我偏路的不？路的比较比的，哎，路的比较多不？这啥东西不要当嘛？我说，去单在其他的不？在看其他的，因为我来抓这个，比如啊，没得拍，带多少那个？那今年那年那个路的这个加压对了，啊，工龙桥你也那边？ တိုက်ပွဲတွင်မှာစစ်ကောင်စီဘက်ကဂျက်လီရင်နဲ့တရက်ကိုနှစ်ချိန်အနည်းဆုံးတိုက်ခိုက်ခဲ့လို့လဲဒေသခံတွေကဆိုပါတယ်။မေလ23ရက်နေ့ဒီကနေ့မနက်ပိုင်းထိစောင်းပြောင်းရွာနီးမှာလက်နက်ကြီးပစ်ခတ်တံတွေကိုကြားနေရဆဲဖြစ်တယ်လို့လဲဒေသခံတွေကပြောပါတယ်။အင်ဂျင်ရှိရာရှိတဲ့စောင်းပြောင်းရွာကို အရှိရွာမှစောင်းပြောင်းအနောက်ရွာစောင်းပြောင်းမြောက်ရွာလင်းဖွာရွာဆိုပြီးတော့လေးပိုင်းခွဲခြားရတာဖြစ်ပြီးတော့လူဦးရေ9000ကျော်နေထိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။ ်လက်ရှိတိုက်ပွဲကြောင့်လူရည်သုံးတောင်ကျော်ဟာပင်လောင်နောင်တရားမြို့နယ်နှီးစရာကြေးရွာတွေကိုထွက်ပြေးနေရပါတယ်။မျော်လင့်မထားတဲ့တိုက်ပွဲကြောင့်ဝိတထေကိုတခုနဲ့ထွက်ပြေးခဲ့ကြတာကြောင့်အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရတယ်လို့လဲစောင်းပြောင်းရခန့်စစ်ပေးဒုက္ခတဲ့သူကပြောပြပါတယ်။အခက်အခဲတော့ပြောမှာတော့အများကြီးပဲပေါ့လော့ဆယ်တော့လူနေရာတော့တန်စီတော့တန်စီစားပနေခါပဲပေါ့အဝတ်စားလည်းလူပဲပေါ့တချို့သူဘာမှမပါဘူးဒီတန်းထက်ပြေးလာတော့ ဟိုဒီလောင်းဖက်တော့လည်းတစ်ချောင်းလူတွေအများကြီးလဲရောဒီနားတော့မလဲအများကြီးရှိရောအောင်ပြားဖက်မှလည်းရှိတယ်အဝေးပဲဟိုကိုနားရနေဒီနားနေပေါ်တော့သူတို့မျိုးချင်းနေရတယ်ဘွားကြပါဘောမျိုးမချင်းနေတော့ဟိုလူတွေကနေဒီလူတွေကနေပေါ့ဒါလည်းရှိရတိုက်ပွဲချင်းနေနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေဘက်ကသတင်းထုတ်ပြန်တာတော့မရှိသေးပါဘူးတိုက်ပွဲဖြစ်တဲ့စောင်းကြောင်ရောင်ဟာရှမ်းပြည်နယ်အတွင်းကဘာလက်ခီးသွားတွေအလာများတဲ့အင်းလေးဒေသညောင်ရှင်မြို့နယ် မိုင်90ဝန်းကျင်သာကာဝေးပါတယ်။တိုက်ပွဲဖြစ်တဲ့တန်တွေကိုညောင်ရွှေနဲ့ပင်လောင်းဆက်ကကြေးရွာနေကနေမှကြားနေရတာကြောင့်ညောင်ရွှေမျိုးဆက်ကရေဘူးစကိုင်းကြေးရွာတွေမှာစစ်ဘေးတင်းရှောင်နေကြတဲ့စစ်ဘေးဒုက္ခသည်တွေဟာထပ်ပြီးတော့သူတို့စစ်ဘေးရှောင်အောင်ကိုစိုးရိမ်နေကြပါတယ်။ဒီလိုနေတိုင်းဝဲတာပဲ။ဒီအောင်တော့ဒီနေ့ထိဖြစ်သေးသေးစင်လေမနေ့ထိလည်းဖြစ်သေးတယ်။ဒီမှာတော့ဆက်တော့ကြာပဲကြာရတယ်ပဲ။ဒီမှာတော့ပြေးရောက်နေတော့ကျွန်တော်တို့လည်းတည်ပြီးပေါ့အလူပေါ့နော်။ 2024ဇွန်လတုန်းကလည်းစစ်ကောင်စီတပ်ကပင်လောင်မြို့နယ်ထဲမှာစစ်အင်အား900ကျော်တုံးပြီးတော့စစ်ကြောင်းထိုးခဲ့တာကြောင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့3လကျော်ကြာတိုက်ပွဲဖြစ်ခဲ့ပြီးပင်လောင်ဒေသခံ1000ကျော်စစ်ပေးဆောင်ခဲ့ကြပါတယ်။အခုတိုက်ပွဲမှာတော့နှစ်ဖက်တပ်ဖွဲ့ဝင်တွေအင်အားပိုဖြည့်ထားတာကြောင့်ဒေသခံတွေစစ်ပေးဆောင်ရတဲ့ကာလာပိုပြီးတော့ကြာနိုင်တယ်လို့ပို့ဒေသတွင်လူခွင့်ရေးချိုးဖောက်ခံမှုတွေကိုမှတ်တမ်းတည်နေတဲ့ပို့လူငယ်စီယုံ PYU ပြောခွင့်ရသူနန်းကပြောပါတယ်။ စစ်ကောင်စီတပ်ကရှမ်းပြည်နယ်တောင်ပိုင်းနဲ့ KNY ပြည်နယ်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်မှုအတွက်ပေလောင်မြို့တောင်ဘက်ခြမ်းနဲ့မိုးပြဲစီဆိုင်လမ်းကြောင်းကိုအဓိကထားစစ်ကြောင်းထိုးနေရလို့လဲစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ပအိုမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ထိပ်ပိုင်းခေါင်းဆောင်တူကလည်းဆိုပါတယ်စစ်ကြောင်းအကြောင်းမှာလူသစ်ဆူထားတဲ့ပြည်သူစင်အင်အား400ဝန်းကျင်ကိုအုံပြုထားပြီးတော့လေကြောင်းနဲ့ဒရုန်းကိုအဓိကဦးစားပေးအုံပြုတိုက်ခိုက်နေရလို့လဲ PNL ရရှိကပြောထားပါတယ်ခင်ဗျာ